ရီ2025ခုနှစ်မေလ9ရက်နေ့မြန်မာတက္ကရာ1380ခုနှစ်ခုနှစ်ကဆုံလာဇန်9ရက်နေ့ဒီနေ့မှာနိုင်ငံပရိယသနာတက္ကသိုလ်မုဂုဆုံလာဇန်ဆောင်မှာပူဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်တွင်းရေးကြောင်းပူဆောင်ရေးနှင့်မြန်မာမျိုးသားလေကြောင်းဝန်ထမ်းမိသားစုများစုပေါင်းပြီးတော့နိုင်ငံပရိယသနာတက္ကသိုလ်မှာသတင်းသုံးကြတဲ့ဖျံဥစည်းတဲ့သံဃာတော်များကိုတနေ့တာ ဆန်းစကလူတန်းတဲ့ဒီလူတန်းဘွေးမှာဘုရင်နေနဲ့ဒီချမ်းသာလေးမျိုးအလူရဲ့အင်္ဂါ6ပါးဒီတရားဒီကိုဒါအချင်းချုပ်ပြီးတော့ဟောပါမယ်ပရမဇုံချမ်းသာလေးမျိုးချမ်းသာလေးမျိုးကိုတော့မြတ်စွာဘုရားကဓမ္မပဒပါဠိတော်မှာဒုက္ခဗုဒ္ဓနာမုပ္ပါတော်ဒုက္ခသတ္တမဒေသနာဒုက္ခသင်္ကသသာမေကိသမေကအနံတဘောဒုက္ခဆိုပြီးတော့မြတ်စွာဘုရားက ချမ်းသာ၄မျိုးကိုဟောကြားခဲ့ပါတယ်။ဒါကိုပဲဆောင်ရမှတ်ရလွယ်အောင်ဘုန်းကြီးကဒါဆောင်ဖို့သူကစီကြပါအာဝမတဆုကြဘုရားမြတ်စွာဘွန့်ပေါ်သာလောကချမ်းသာတစ်ခုပါဘုရားမြတ်စွာဘွန့်ပေါ်သာ လောကချမ်းသာတစ်ခုပါ။ဟောမြတ်စွာဘုရားရှင်တို့ဒါသေသင်ချင်းနဲ့ကဘာသင်ချင်းသင်ချင်းနဲ့ကဘာသသိ16သင်ချင်းနဲ့ကဘာသသိပညာတိကဝိရိယတိကအဲသန္တာတိကဝိရိယတိကဒီလိုဘုရားဘုရားရှင်ဘုရားတောင်းထုံများ ပါရမီဖြည့်လို့ဆွန်ကျင်ကြီး၅ပါးစရိယ၃ပါးဆွန်ကျင်ကြီး၅ပါး အဲ့လိုပါရမီ7ပါအပြောင်း30ဒီတရားတွေဖြစ်ကျင်ပြီးတော့ဘုရားတဆုတဆုဖြစ်လာဖို့ဆိုတာအလွန်တရားခဲရင်လေအဲ့လိုဘုရားပွင့်ပေါ်လာခြင်းဟာလောကလူသားတွေရောမြတ်ပြမာတွေရော နောက်ဆုံးတိရစ္ဆာန်လောကပါမကြံအဲချမ်းသာဖြစ်စေနိုင်တဲ့တွဲဒါချမ်းသာတခုဘုရားမြတ်စွာဘုွန့်ပေါ်လာလောကချမ်းသာတခုပါမြတ်စွာဘုရားကိုအကြောင်းပြုပြီးတော့လူသာတန်းတာအပါဒါမြတ်စွာဘုရားရဲ့ပုံမှာ စိတ်ကြည်ညိုယုံလေးများဖြစ်ပင်လင်ဒီဒီတရိစ္ဆာန်ဖြစ်တဲ့ပုဂ္ဂိုလ်ဖားလေးတကောင်တရားနာရင်မြတ်စွာဘုရားတရားတော်ကိုနာရင်နဲ့အဲဒီတရားသံပဲတရားရဲ့အတိတ်ပဲကိုမသိတော့လည်းပဲဒါတရားသံပဲဆိုပြီးတော့ဒီလိုနားထောင်နေတဲ့အခါမှာဒီနှွားကြောင်းသားတရားကလည်းတရားနာနေတယ်သူရဲ့ဒီတောင်ဝေးလေးကအဲ့ဒီဖားပေါ်မှာထောက်ပြီးတော့ဖားလေးကအဲ့ဒီမှာတရားနာရင်းနဲ့ဆုံးတဲ့အခါမှာ ရဖန်နတာသွားဖြစ်သွားတယ်ဒါမြတ်စွာဘုရားရတရားတော်မှာတရားတော်ဆိုတဲ့ဒီလိုကြီးညိုတဲ့စိတ်လေးကြောင့်အဲဒီဖန်နတာဘဝနဲ့တခါမြတ်စွာဘုရားထံကိုပြန်လာနှာမပြီးတော့တရားနာတဲ့ခါမှာဒုတိယဘဝမှာတော့သောတာပန်ဖြစ်သွားတယ်ဒီလိုပဲမြတ်စွာဘုရားလက်ထက်တော်ခါကမထကုန်လီသတုသာသူ့ရဲ့မိဘကြီးပုံငါကြီးတွေဘုရားဘာသာဝင်မဟုတ်တဲ့အတွက်ကြောင့်လူကြီးတန်းကြီးတွေမရှိနောက်သေးသေးဆုံးကံဒီကာလမှာမြတ်စွာဘုရားကြီးညိုတဲ့စိတ်နဲ့ ောက်ဆုံးဒီလက်အုပ်ချီမှုရှိခိုးခြင်းကာယခံလို့တော့မလုပ်နိုင်တော့သေးပဲစိတ်ထဲမှာကြီးညူယုံမြဖြစ်ဒါဝိဒနာပြိမှန်သာနှစ်သာဖြစ်သွားတယ်ဖြစ်သွားပြီးနောက်ဒုတိယနှစ်သာဘဝမှာအဲသုသံမှာသူ့အဖေကသူ့ရဲ့သူ့ကိုအောင်မေတ္တိရပြီးတော့ငိုတွေးမိတဲ့ချိန်မှာဒီအဲ့ဒီချိန်မှာမြတ်စွာဘုရားရှင်လည်းကြွလာကြွလာပြီးတော့ဒီမှာ ဒီမှာမြတ်စွာဘုရားတရားဟောလို့သောတပန်ဖြစ်သွားတယ်။ဒါရီလည်းပဲမြတ်စွာဘုရားဖွင့်ပေါ်လာတဲ့အတွက်ကြောင့်လောကလူသားတွေချမ်းသာတာချမ်းသာကြောင်းဖြစ်ပါတယ်။နောက်တစ်ခါဒုတိယတစ်ခုကတော့ဗုဒ္ဓဟောကြားမြတ်တရားကျင့်ပွားချမ်းသာတစ်ခုပါ။ကဲလိုက်ဆိုကြအောင်ဗုဒ္ဓဟောကြားမြတ်တရားကျင့်ပွားချမ်းသာတစ်ခုပါ။ဗုဒ္ဓဟောကြား မြတ်တရားကျင့်ပွားချမ်းသာတစ်ခုပါဘုရားမြတ်စွာဘုရားက45ဝါသက်တော်ရှိတဲ့ဘုရားကြီးအနှစ်ပေါင်း1000တန်းတို့3000တန်းတို့4000တန်းတို့6000တန်းတို့7000တန်းတို့သသိန်းတန်းတို့အဲ့လိုမြတ်စွာဘုရားရှင်ရဲ့ဆုက္ကကာလမှာသသိန်းတန်းနဲ့တရားတန်းဒီကြားထဲမှာဖွင့်တော်မူကြတယ်ဘုန်းကြီးတို့မြတ်စွာဘုရားကတော့ဒါတတန်တူတဲ့ခေတ်ကာလမှာ55ဝါတိုင်တိုင်မနေမနား အဲ့လိုဟောကြားခဲ့တဲ့တရားတွေအဲ့ဒါတွေကိုကိုယ်တိုင်ကြင့်ကြံပွားများမယ်ဆိုရင်ကြင့်ကြံပွားများတဲ့ပုဂ္ဂိုလ်တွေလိုက်နာတဲ့ပုဂ္ဂိုလ်တွေအတွက်ချမ်းသာတခုလို့ဒီလိုမြတ်စွာဘုရားကဟောကြားခဲ့ပါတယ်။ဥပမာအဖြစ်ဒီမင်္ဂလာတုတ်တစ်ခုတည်းကိုပဲကြည့်လိုက်မယ်ဆိုရင်လောကလူသားတွေကြည်ပါချမ်းသာကြောင်းတွေအများကြီးဟောပြထားပါတယ်။အဲ့ဒီရောက်လိုက်နာမယ်ဆိုလို့ရှိရင် ကြည်ပါချမ်းသာနံလေဝသလာတို့လူလူပျက်စီးကြောင်းတရားတွေ အဲ့ဒီတရားတွေကိုရှောင်ကျင်မယ်ဆိုလို့ရှိရင်ဒါမိမိတို့နောက်တော့နိတိကန္တသုတ်တော်စရှိသည့်ဖြစ်နောက်လူမှုရေးကျင့်ဝတ်တွေဖြစ်တဲ့သင်္ကာသောဝါဒသုတ်တွေဒါတွေကိုကျင့်ကြံတိုင်းနာပွားများမယ်စီပွားရေးနဲ့ပတ်သက်မယ်ဆိုလို့ရှိရင်လည်းပဲမြတ်စွာဘုရားကဒီပစ္စုပန်မှာ ကြီးပါးကြောင်း၄ချက်အောက်ဌာဏသံမတာဒီအာရခသံမတာကလျာဏမိတ်တတာသမဇီဝိတာဆိုပြီးတော့ဒီပစ္စုပန်မှာကြီးပါးကြောင်းတရားတွေနောက်တစ်ခါ ဒီအစိုးရမင်းကြီးကျင့်ရမယ်ကျင့်ဝတ်တရားတွေအစရှိသည်ဖြစ်သီလတရားတွေဒါနတရားတွေသီလတရားတွေဘာဝနာတရားတွေဒီတရားတွေကိုဟောကြားခဲ့ပါတယ်အဲ့ဒီတရားတွေတိုင်းလိုက်နာကျင့်ကြံမယ်ဆင်းရင်လိုက်နာကျင့်ကြံတဲ့ပုဂ္ဂိုလ်တွေတွေလူမျိုးမရွေးဘာသာမရွေးအဲချမ်းသာဒုက္ခကိုရရှိနိုင်ပါတယ်ဒါကြောင့်ဒါကိုဒုတိယချမ်းသာလို့ခေါ်ပါတယ်အဲနောက်တတိယချမ်းသာကတော့ ကဲလိုက်ဆိုကြအောင်လူရှင်တကားညီညွတ်တာမတ်ပါချမ်းသာတစ်ခုပါလူရှင်တကားညီညွတ်တာမတ်ပါချမ်းသာတစ်ခုပါဒါဒုက္ခသံကတ္တသမက္ကီဒီအိမ်လူအိမ်သားတွေညီညွတ်မယ်စိတ်တူကိုယ်တူဖြစ်ကြမယ် ရတူရသားတွေမြို့ငယ်သူမြို့နယ်သားတွေနိုင်ငံသူနိုင်ငံသားတွေစီလုံးညီညွတ်ညပြင်းကြကြမယ်ဆိုရင်အဲစီလုံးညီညွတ်တဲ့ဒီနိုင်ငံသူနိုင်ငံသားတွေဟာချမ်းသာဒုက္ခရကြောင်းပါပဲလို့မြတ်စွာဘုရားကဒီညီညွတ်ရင်ချမ်းသာတယ်၊ကွဲပြားရင်ဆင်းရဲမယ်လို့မြတ်စွာဘုရားကမိကြတော်မူခဲ့ပါတယ်။ဒါတော့တတ္တယချမ်းသာ နောက်ခံဒီလိုညညွယုံနဲ့ပြီးဟောလာဆိုတော့မဟုတ်သေးဘူးနောက်စတုထချမ်းသာကိုလည်းပဲမြတ်စွာဘုရားမိတ်ချထားပါတယ်ဒါအောင်လိုက်ဆိုကြအောင်ညညွစွာပြုမြတ်ကောင်းမှုနတ်ရှုချမ်းသာတစ်ခုပါညညွစွာပြုမြတ်ကောင်းမှုနတ်ရှုချမ်းသာတစ်ခုပါဒီ ဒီသမက္ကန္နာသဘောသဘောသုခောဆိုပြီးတော့မြတ်စွာဘုရားနောက်၄ခုမြောက်ဒီညီညွတ်ယုံနဲ့ပြီးသေးဘူးလောကလူသားတွေဆိုလို့ရှိရင်နိုင်ငံရေးလူမှုရေးစီးပွားရေးညီညီညွတ်ညွတ်နဲ့ဒီလိုစည်းစည်းလုံးလုံးနဲ့ဆောင်ရွက်မှတ်သားနဲ့ချမ်းသာသုခရနိုင်ပါတယ်။ဒါကြောင့်မို့လည်းပဲလောကမှာဒီအသင်းတွေအဖွဲ့အစည်းတွေညီညွတ်ကြမယ်။နောက်ဆိုကုမ္ပဏီကြီးတွေ၊သူရဖွဲ့စည်းတွေဒီ လူသမားတွေအထက်အောင်ညီညွတ်ပြီးတော့လှုပ်ဆောင်စရာရှိတာကိုညီညွတ်နဲ့လှုပ်ဆောင်ကြမယ်ဆိုရင်မိမိတို့လိုရာပန်းခံကိုရရှိစေနိုင်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကညီညွတ်စွာပြုမြတ်ကောင်းမှု ကောင်းမှုကုသိုလ်ပြုလုပ်တဲ့နေရာမှာလည်းယနေ့လိုဒီပုဆောင်ရဲ့ဆက်သွယ်ဝင်ကြီးဌာနဒီဝန်ထမ်းမိသားစုတွေတာစုပေါင်းပြီးတော့ပြုလုပ်ကြတယ်ဒါချမ်းသာကြောင်တစ်ခုပါပဲ ဒါချမ်းသာလေးမျိုးနဲ့ပတ်သက်ပြီးတော့ဒါအချင်းချုပ်ဒီလိုမြတ်စွာဘုရားဓမ္မပဒပါဠိတော်မှာဟောကြားခဲ့ပါတယ်ဒါနနဲ့ပတ်သက်ပြီးတော့ဒီဒါနရဲ့အလုကံအလုပေးအလုကံပုဂ္ဂိုလ်တွေပြည့်စုံရမယ့်အင်္ဂါ၃ချက်စီဒါကိုလည်းပဲလိုက်ဆိုကြရအောင်လူစဉ်စိတ်ကြီးမလူမီနဲ့လူပြေးနောက်မှာဝမ်းမြောက်ပါ သုံးဖြာသူသူမှာလူစဉ်စိတ်ကြည်မလူမီနဲ့လူပြင်းနောက်မှာဝမ်းမြောက်ပါသုံးဖြာလူသူမှာအခုဆိုလူတန်းစိတ်ကာလမှာစိတ်ကိုကြည်ကြည်လင်းလင်းထားရမယ်တဲ့ဒီကစိတ်ကိုကြည်ကြည်လင်းထားပြီးတော့မလူမီရှေ့ဘုံမှာလည်းပဲဝမ်းမြောက်မှသာဖြစ်တယ်လူပြင်းရဲ့နောက်ပိုင်းကာလမှာလည်းပဲ ဒီပြန်လဲပြီးတော့အာယုံပြည့်ပြီးတော့ဝမ်းမြောက်မယ်ဆိုရင်ဒါအလူပေးပုံကိုယ်ကြီးပြည့်စုံနဲ့ပြည့်စုံရမယ်အင်္ဂါ၃ချက်နဲ့ပြည့်စုံသွားပါပြီအဲဒီမလူမီရှေးပြုမှာဝမ်းမြောက်တယ်ဆိုတာဘယ်လိုလဲဆိုတဲ့အခါတီကာမှာဖွင့်လာတော့ဒီပြည့်စုံချောင်းမှာမြတ်ဌာနဧကံပြုရပြီတော့မီဒီဒါနဆိုတာမိမိတို့လိုလားတဲ့ဒုညနိဗ္ဗာန်၃ညတော့ချမ်းသာ လူသားရဲ့ချမ်းသာဒုက္ခအမျိုးမျိုးကိုပေးစွမ်းနိုင်တယ်ဒီပေးစွမ်းနိုင်တဲ့ဒါနကိုဒုစရိပြုရတော့မယ်လို့ရှေးဖို့ကဝမ်းမြမ်းဝမ်းသာ ဖြစ်နေတယ်ဒါကိုပုပ္ပစေတနာလို့လည်းခေါ်ပါတယ်လူသားစေကာလမှာတော့ဒီနိဗ္ဗာန်ရည်မှန်းစိတ်ရှင်လန်းလူသားစေအခါဒါ နိဗ္ဗာန်ကိုယဉ်မှန်းပြီးတော့လူဆန်းတဲ့အခါမှာလည်းပဲစိတ်ကိုရှင်းရှင်းလင်းလင်းထားပြီးတော့လူဆန်းတယ်ဒါမုံစစေရနာနဲ့ပြည့်စုံတယ်လို့ဆိုပါတယ်။နောက်တစ်ခါကျတော့နောက်ဆုံးကျတော့ပညာရှိမြတ်ချီးမွမ်းအပ်ပြုအပ်လာပေပြီပြုအပ်ခဲ့ပေပြီပညာရှိတွေချီးမွမ်းထားတဲ့ကုသိုလ်ကောင်းမှုတွေဒါနကုသိုလ်တွေတို့တွေပြုလုပ်ခဲ့ရပြီလို့ဒီလိုဝမ်းမြမ်းဝမ်းသာဖြစ်တယ်။ဒါကိုအပ္ပလစေရနာလို့ဒါတိကာဒီမှာတော့အဲ့လိုဖွင့်ဆိုထားပါ ဒါကြောင့်ယနေ့လူရှင်ဖြစ်တဲ့ပုဂ္ဂိုလ်များဒီပုပ္ပစေနာမုစစေနာ အပ္ပရာစေနာဆိုတဲ့စေနာ သုံးခံနဲ့ပြည့်စုံသွားပါပြီအလူကံပုဂ္ဂိုလ်အနေနဲ့ကြတော့သံဃာဒါနသုံးပါလောဘဒေါသမောဟကင်းကွာယဟန္တာနဲ့တပြားကင်းရန်ကျင့်စေမှန်သုံးခံအလူကံဆိုတဲ့ဆံဖို့ရလောဘကင်းခြင်းဒေါသကင်းခြင်းမောဟကင်းခြင်းဆိုတဲ့အလူကံပုဂ္ဂိုလ်တွေပြည့်စုံရမယ်အင်္ဂါသုံးချက်တနည်းအားဖြင့် လောဘကင်းအောင်ဒေါသကင်းအောင်မောဟကင်းအောင်ကြင်ကြံကြင်ကြံစေဖြစ်တဲ့ပုဂ္ဂိုလ်ဒါအလူခံဖြစ်တဲ့ပုဂ္ဂိုလ်ပဲပြည့်စုံရမယ်အင်္ဂါဒါကိုပဲထက်ခါမှာတော့ဥက္ကဋ္ဌဒေသနာစေတာဒီကိဉ္စံပဏ္ဏဒီဒီအရဟတာခိနသဝနံတကယ်ကြတော့လည်းပဲဒီဒေသနာကဥက္ကဋ္ဌအလွန်အကဲအထူးအဖြစ်ဆူခြင်းဖြစ်ပါတယ် အနာဂံပုဂ္ဂိုလ်သက္ကရကံသောတာပန်နောက်ဆုံးယနေ့ပြုသစ္စာ ရှင်သာမဏေလေးကို လူချင်းစီပင်လင်းဒါအင်္ဂါ၆တန်နဲ့ပြည့်စုံတဲ့ကုသိုလ်ကောင်းမှုပါပဲလို့ဒီလိုထက္ကရာမှာတော့ဖွင့်ဆိုထားပါတယ်ဒါကြောင့်ယနေ့မိမိတို့ပြုလုပ်တဲ့လူချင်းတဲ့အလူကံပုဂ္ဂိုလ်တွေဟာလည်းပဲအင်္ဂါ၃ချက်နဲ့ရာဂကင်းအောင်ဒေါသကင်းအောင်ဘဝကင်းအောင်ကျင့်စေဖြစ်တဲ့ ဒီပုဂ္ဂိုလ်ကြီးကိုလူထင်ရတဲ့အတွက်ကြောင့်လည်းပဲဒါအင်္ဂါ6ချက်နဲ့ပြည့်စုံတဲ့ကုသိုလ်ကောင်းမှုဖြစ်သွားပါလေအင်္ဂါ6ချက်နဲ့ပြည့်စုံတဲ့ကုသိုလ်ကောင်းမှုဟာကျိုးပေကြီးကျယ်တဲ့အင်္ဂါ6ဝပြည့်စုံကကျိုးရအသင်ချေဆိုတဲ့အတိုင်းပဲအင်္ဂါ6တန်နဲ့ပြည့်စုံတဲ့ဒါနကောင်းမှုဟာအကျိုးပေအသင်ချေအနန္တာအသင်ချေရဆိုတာမရည်မတွက်နိုင်အောင်တော့ကျိုးတရားတွေရရှိစေနိုင်ပါတယ်လို့ဒီလိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ယနေ့ပြုလုပ်ထားတဲ့ကုသိုလ်ကောင်းမှုကို ဒီရည်စက်သွန်ချအမြပေးပြကြအောင်ယနေ့ဟောကြားသောတရားဒေသနာတော်ကိုနာဂမတ္တသင်္ကရမပေါင်းစုလိုကောင်းတို့ပြီချမ်းသာ၄မျိုးတရားတော်အင်္ဂန်ဌာနရဲ့အင်္ဂါ၆ပါးတရားတော်များကိုနာကြားနာကြားကြပြီးတော့မိမိတို့လိုက်နာကျင့်ကြံဝယ်တရားတော်များကိုသေပတိုင်းနာကျင့်ကြံနိုင်ကြဂုဏ်ကြီးဖြစ်၍နောက်ဆုံးမြညာဖွညာနိဗ္ဗာန်ကိုတွေ့သောအကျင့်ဉာဏ်တို့ပြည့်ကုသီကူကကျူးစံပွားများအားထုတ်၍ ရလွယ်ရောက်လွယ်နိုင်ကြဖာစီကုံတော်ဟူ၍အာလုံးပဲဆုတောင်းပတ္ထနာပြုလိုက်ကြကုန်ရသည်ကဲရည်စချရအောင်လိုက်စကြအရှင်ဘုရားတို့ဘုရားပြည့်တော်တို့သည်ကံကံဤအကျိုးယေရနာသုံးပါးတို့ဤဂုံတော်တို့ကိုယုံကြည်သောသတ္တံတရားနှင့် ပြည့်စုံကြကုန်သည်ဖြစ်၍ ဒါလည်းကံသုံးပါးနဲ့တကွငါးပါးသီလခံယူဆောင်တည်ပြီးရင်နိုင်ငံတော်ပရိယတ်တိသာသနာတက္ကသိုလ်ရန်ကုန်၌ပဒင်းသုံးကြကုန်သောဖျားမှုရှိသောသံဃာတော်အရှင်မြတ်တို့အားအင်္ဂါ၆ဝါနှင့်ပြည့်စုံသောအလိဒါနတစ်ခုကိုပြုလုပ် စီဗုအာထုတ်ကြပါကုန်၏ချမ်းသာလေးမျိုးတရားတော်ဒါနအင်္ဂါ၆ပါးတရားတော်များကိုလည်းယူသိစွာနာကျမ်းကြပါကုန်၏ဤသို့ပြုစုရသောဒါနကုသိုလ်စောင့်တည်ရသောသီလကုသိုလ်ပွားများရသောဘာဝနာကုသိုလ်တို့ကြောင့်ဥခြင်းနာခြင်းသေခြင်းကင်းရာ နိဗ္ဗာန်ကိုလွယ်သောအကျင့်လင်သောဘိညာဉ်တို့ဖြင့်မျက်မှောက်ပြုရပါလိုကုန်၏ဘဝကြီးငယ်အသွေးသွေး၌ကျင့်လေခဲ့ရသောအစင်းရဲ့နှင့်ငရေကင်း၍သူတော်ကောင်းတို့သာဖြစ်ကြရကုန်၍သူတော်ကောင်းတို့နှင့်သာပေါင်းဖော်ရပါလိုကုန်၏ဤသို့ပြုစုရသောကောင်းမှုကုသိုလ်တို့၏ အဖို့ပါကကိုမိခင်ဖခင်ဂျေဇုရှင်တို့အား၎င်းဆရာသခင်ဂျေဇုရှင်တို့အား၎င်းကိုဆောင်နှံများကျောင်းဆောင်နှံများအိမ်ဆောင်နှံများဌာနဆောင်နှံများမြို့ဆောင်နှံများရွာဆောင်နှံများတိုးဆောင်နှံများတောင်ဆောင်နှံများသာသနာတော်ဆောင်နှံများလောကပါဠိနှံများငရေသနင်းယမမင်း တရားမင်းအစိုးရမင်း32ဘုံကျင်လေကုန်သောတတ္တဝါပေါင်းတို့အားအမြအမြပေးဝေကြပါကုန်၏တတ္တဝါအားလုံးတို့သည်ဘုရားပြည့်တော်တို့နှင့်ထတ်တူထမ်းမြဤကောင်းမှုကုသိုလ်တို့၏အဖို့ဘာကကို အမြရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားကျမ်းမာကြသည်ချမ်းသာကြသည် ဖြစ်ကြ ပါစေကုန်တည်းအားလုံးကြကြာသမယာအမြာအမြာအမြာယူရောပြန်ကုန်တော့ပါဒုပါဒုပါဒုအားလုံးကြကြာသမယာအမြာအမြာအမြာယူရောပြန်ကုန်တော့နာဒုနာဒု Yeah. Uh -huh. ချမ်းချမ်းသမြအမြအမြအမြယူလို့မြင်ပြပါကုန်တော့တန်တုတန်တုတန်တု